မိမိစွမ်းရည်သတ္တိမပါတဲ့ခန္ဓာ၅ပါးဗာတရားခေါ်ကြမယ်သင်္ခါရတရားဩခုတရားနာပြီးခါလာနေကြတဲ့ဘုန်းကြီးတို့ဓမ္မတွေသည်သူတော်မှီပြီးခါလာနေရတဲ့ခန္ဓာ၅ပါးပါလားဒါကြောင့်သင်္ခါရတရားလို့မှတ်လိုက်ပါသူပြုပြင်တဲ့တရားကဘယ်နှပါးပါလိမ့်ကံရဲ့စိတ်ရဲ့ ကုသိုလ်အာဟာရရေကံစေဥဒ္ဓဟာရစရာအကြောင်းတရား၄ပါးလို့ဒီဃာရမတွေမှတ်ထားကြတယ်ဒီတရား၄ခုကကံဆိုတာဒီဃာရမတို့ယုံ난ရှိတဲ့နဲ့ကကံကယုတ်ကိုပြုပြင်တယ်လို့မှတ်ထားကြတယ်နမကန္နာ၄ပါးသာထားလိုက်ယုတ်တရားဘယ်သူကပြုပြင်တာပါလဲ ဩယုတ်တရားကံကပြုပြင်တယ်ဆိုတာဟုတ်တာပဲမျက်စိအကြည့်ရုပ်လေးပြအောင်ကမစေးဘူးလို့ခေါ်တယ်။နာကြည့်ရုပ်၊နှာခေါင်းကြည့်ရုပ်၊လျှာကြည့်ရုပ်၊ကိုယ်ကြည့်ရုပ်၊ဟာရယဝတ္ထုဆိုတဲ့ရုပ်အဲ့ဒါတွေကကံကလုပ်ပြီးကရထားတော့မိမိတွေမျိုးလုံးလို့မိမိတွေနာလို့ကြားရတာလေးတွေမှတ်ထားပါနဲ့တဲ့မိမိနဲ့ဘာမှဆင်မဟုတ်ဘူးကံကပြုပြင်ထားတာလို့မှတ်လိုက်ပါ ဒီတကယ်လုံးမှလည်းစိတ်တွေတခါတည်းစိတ်ကြည်ရင်ယုတ်ကြည်တယ်ဆိုတာဒကာရမတွေကိုယ့်ဟာကိုယ်ကဲခိုင်ရင်သိပါတယ်မှန်ပါပါစိတ်ကြည်ရင်သိပါပါဒါဖြင့်စိတ်ကဖြစ်တဲ့ယုတ်ကြာဒါဖြင့်ယုတ်ကြာမှာကံကလည်းလှုပ်ထားတယ်စိတ်ကလည်းလှုပ်ထားတယ်ဥရုအဲ့ဥရုတွေကပူရဲအဲ့တဲ့ဆိုဒကာရမတွေယုတ်ကြာညှိုးပြီးဒီကလာနေကြအဲ့ဒီညှိုးယုတ်တွေဟူရရလဲဩဥရုကလှုပ်တာပါလားသာတော့ကောင်းပြန်တော့ဝါဖြူ ta tông con nhà nó pin sao vậy đi luôn nếu là cái bà bây giờ là cái đó mà đi em chả bỏ ha ra dòng phía tây yêu ông đi ra mình yêu bia mà chống bên bà rồi ta biết anh lấy vào bia bia nó có là để đi ăn phía tây dòng cái đó mà đi yêu đi mà về yêu mà số tên khá ra đi ăn luôn mà lại xong lúc tên khá ra rồi xem đó rồi cũng không muốn vậy năm tên khá ra lấy vào chăn năm số ra đi ra mà rồi အာယုံဒွာရကြောင့်ဖြစ်သည်လို့မှတ်ထားတယ်။နံလေးတွေပေါ်တိုင်းပေါ်တိုင်းဘုရုကြောင့်ပါလေ။အာယုံဒွာရ။လောကီဥမာပြောကြပါစို့ဆိုလို့ရှိရင်ဖြင့်ဆိုင်တည်တဲ့လူများမှလုံးလင်းကွင်းတစ်ခုကိုဒီတိုင်းကင်နေတုန်းကမြည်တဲ့သဘောမပေါ်လာဘူး။မှန်ပါဘူး။နှစ်ခုထိကြိုက်တဲ့အခါကျမှန်ပါဘူး။အဲနန္ဒမကလည်းနခုတိကြိုက်တဲ့ခါကြမှာပေါ်သလိုအာယုံဆိုတဲ့ဒီကိုယ်ခန္ဓာကိုယ်ထဲမှာရှိတယ် ဒွာယဆိုတာလေမျက်လုံးအကြည့်ရုပ်လေးနားကြည့်ရုပ်ကိုယ်ကြည့်ရုပ်မနောကြည့်ရုပ်ဆိုတာကအခံဘက်ကဟုတ်ဟိုကအရှင်းတို့အတန်တို့အမျိုးမျိုးကအတိုက်ဘက်ကပေါ့ဗျအဲ့တော့အခံနဲ့အတိုက်ငါခုတိုက်မှသာလင်မြင်စိတ်တို့ပေါ်နိုင်တယ်ကြားစိတ်ပေါ်နိုင်တယ်နားစိတ်စားစိတ်ကြံစိတ်စီစိတ်ကုန်ပေါ်နိုင်တယ်ဒါပြန်နမကန္တ၄ပါးကတော့ဖြင့်အကြည့်၆ပါးနဲ့ အာယုံ6ပန်းတိုက်လို့ပေါ်တာပေါ့မျက်လုံးထဲမှာမျက်လုံးအကြည့်ရုပ်ကလေးရှိနားအကြည့်ရုပ်ကလေးရှိတယ်ဒါလေးတွေရှိလို့ကြားတာနော်နှာခေါင်းအကြည့်၊ဆရာအကြည့်၊ကိုယ်အကြည့်၊မနှောအကြည့်ဆိုတဲ့ဥက္ကမအကြည့်ပဲမျိုးရှိ6မျိုးပါအကြည့်6မျိုးနဲ့ပြင်ဘက်ကမျက်လုံးအကြည့်နဲ့ယူပါယုံနဲ့တဲ့နေပြီးထိခိုက်ပြီးဆိုမှဖြင့်မြင်စိတ်ကလေးပေါ်လာမှန်ပါမြင်စိတ်နာမခန္ဓာ၄ပါး ထို့သူနာကြည့်နေအတန်နဲ့တိုက်တဲ့ခါကြတာပေါ့နာကြည့်ဈာစိတ်နာမခန္ဓာ၄ပါးလေးပေါ့ဗျာနော်ထို့သူနာနာစိတ်နာမခန္ဓာ၄ပါးလေးစာစိတ်ကိုယ်ပေါ်မှာပေါ်တဲ့စိတ်ဝန်းထဲမှာကြံသွေးစိတ်နာမခန္ဓာ၄ပါးအဲ့ဒါအချင်းနဲ့အာယုံနဲ့တိုက်လို့ကြီးပဲမှတ်လိုက်တာပေါ့ဩဒါပြန်နာမခန္ဓာ၄ပါးလားအကြောင်းပဲအကြောင်းပါလေနှစ်ကြောင်းကပြည့်ပြန်လို့ပေါ်တာကာရမတွေစိတ်ဟာ နတ်စိတ်ပါဖြစ်နေတယ်လို့မပြောရပါဘူး။သားလေးကြီးမြင်နေတယ်။သမီးလေးကြီးမြင်နေတယ်လို့နတ်စိတ်ပါမှဖြစ်ဘူး။နတ်စိတ်ကိုလည်းမဟုတ်ဘူး။ကိုသားလေးဥသောအာယုံနဲ့ဒီကမနှောကြည့်နေသွားပြီးဒီကလာတဲ့တဲ့ခံမှာသားကိုအောင်းမိတဲ့စိတ်ကြီးသမီးကိုအောင်းမိတဲ့စိတ်ကလေးပေါ်လာ။ဒါရင်နှစ်ခွတည်းလို့ပေါ်တာပေါ့ဗျာ။ ဒါပြင်သူလည်းသူများပြုပြင်လို့ပေါ်တဲ့တရားဖြစ်သားကြောင့်နာမ်ကိုလည်းသင်္ခါရတရားလို့ပဲဆိုလိုက်တော့ဒါပြင်ယုတ်လည်းသင်္ခါရတရားတရားဓမ္မတို့နာမ်ကိုယုံလေးပါးကလည်းရှင်းကြရှင်းပါတရားဓမ္မတွေရှိတယ်ယုံနဲ့နာမ်ပဲရှိတယ်ယုံနဲ့နာမ်ပဲရှိတယ်ယုတ်ကလည်းသူများအကြောင်းလေးပါးကပြုပြင်နာမ်ခန္ဓာလေးပါးကြတော့အကြောင်းနှစ်ပါးကပြုပြင်ဒါပြင်အကြောင်းလေးပါးကပြုပြင်တာကယုတ် အကြောင်းနှစ်ပါးကပြပြနေတာကအဲ့ဒီအခုတရားနာနေကြတာယောက်ျားတွေလားမိန်းမတွေလားခန္ဓာ၅ပါးလားနာယုတ်တရားလားလို့မင်းခန္ဓာ၅ပါးနာယုတ်၂ပါးပါဖျားဆွေးမှုသဘောကြလားခန္ဓာ၅ပါးနာယုတ်၂ပါးပဲရှိတယ်နာနေယုတ်ခွက်လိုက်တော့ဒါကယုတ်ဒီက၄ပါးကနာ၄ပါးနဲ့တင်းနဲ့ပေါင်းလိုက်တော့၅ပါး၅ပါးကြတော့ခန္ဓာ၅ပါးခေါ်လိုက်တာပေါ့ နှပုံပုံလိုက်တဲ့အခါကျတော့ယုံနံလို့ပုံလိုက်တာပေါ့ခန္ဓာ၅ပါးယုံနံတရားဒီသင်္ခါရအစုကြီးပါလားမှန်ပါပါဗျာဒကာရမတဲ့သန္တမရှိတဲ့သင်္ခါရအစုကြီးကကိုလုတ်ထားတာဒီချင်းပါမမပါတော့ပဲမှန်ပါပါဗျာအဲ့တော့ဘုရားသခင်ကရုဏာကြီးကဒီသင်္ခါရတရားတွေမင်းတို့တွေကလည်းဆိုလို့ရှိရင်သူများပြုပြင်ထားတာကိုမျက်လုံးကငါပဲနားကငါပဲ ကြရစေကလေးကငါပဲကောင်းတာလဲငါပဲဆိုးတာလဲငါပဲလို့ဝေဒနာတွေကိုလည်းငါလို့ဒီလိုမဆွဲကြနဲ့ဒါသင်္ခါရတရားသင်္ခါရတရားလို့ပဲထားလိုက်စမ်းပါဘုရားဒီတဲ့ငါဝင်မရှုပ်ပါနဲ့ဆိုတာသတိပေးလိုက်ငါဝင်ရှုပ်လို့ရှင်ဖြင့်ဥပါရံတက္ကာတိရှိဘာနဲ့မြေသာဆိုလို့ခင်ဗျားတို့ကခန္ဓာ၅ပါး၅ခုငါအချင်းလာကြရုပ်ဟာလည်းကံစိတ်တို့ဟာလည်းကပိုင်နေနာအယုံတို့ဟာလည်းကပိုင်နေ အဲ့တော့သူတစ်ပါးပြည့်ရှိကိုခမည်းတော်အတင်းဝင်လုတာနဲ့မတူဘူးလားမှန်ပါပါဒကာဓမ္မတွေဝင်နေမှရှိတာငါရုပ်ကိုလည်းငါဆိုတော့ရုပ်တရားကလည်းသူများကလုထားတယ်ခမည်းတော်ကလည်းဒါငါလုပြန်တယ်အဲ့တော့သူများလုထားတဲ့ဥစ္စာကြီးကိုငါငါဥစ္စာလို့ခမည်းတော်ကအတင်းအာရမလုတာနဲ့ကောမှန်ပါပါငါကဒိဋ္ဌိအဲ့ဒီဒိဋ္ဌိကဒီဥစ္စာရုပ်တရားကိုသူကငါပဲငါဥစ္စာပဲလို့ဥပါဒင်းစွဲလိုက်တယ်စွဲလိုက်တော့ နာရီဥဒ္ဒတခုဝင်ခိုးတာမသေးကြဘူးသိပါပါဘုရားအဲ့ဒါတတ္တဝါတွေအပေရောက်လာတာသူမဆိုင်တာကိုဝင်ပေးတဲ့ကာလအုပ်စည်းကျင်တဲ့အတွက်ခိုးမှုကြောင့်အပေရောက်လာတယ်ဒါပြန်ဒိဋ္ဌိရတခုသူများလုပ်ထားတဲ့ပစ္စည်းဘိုးသူကငံောက်စာဝင်လုပ်လိုက်တဲ့အတွက်တခိုးခိုးတတ်တဲ့ဒိဋ္ဌိကြောင့်ဒကာရမတွေဟာအပေရောက်လာ တတန်ရာလုံးကဒီဖုံးမှုကြီးကတင့်လာတော့လူပြည့်တက်လာလိုက်ခေါ်လိုက်ဟုတ်လားနတ်ပြည့်တက်လာလိုက်ခေါ်လိုက်အပေရောက်လိုက်တက်လာပြန်အပေကနှစ်ရှိလို့ပြန်တက်လာပြန်ဒီအခိုးဝါဒနာမစွန့်တဲ့အတွက်ပြန်ပြန်ရောက်ရအပေပဲပြန်ရောက်ရမယ်ဆိုတာသိကြကြသိကြပါဘူးဩဒါဖြင့်တရားဓမ္မတွေဒီကောမှာဒီဒိဋ္ဌိတွေဆိုတော့တခိုးခမည်းတော် ရှင်းပေးမယ်လို့မလာလို့ရှိရင်ဖြင့်ခိုးမြဲပဲခိုးနေဦးမှာသူများပြည့်စည်ကိုခေါ်တဲ့ဥစ္စာဗျာမကြဘူးဆိုတော့မှတိစ္ဆုတ်ပန်တောင်ရာဇုတ်တင်သေးတာဥက္ကမောင်ကြီးမှန်ပါပါတန်တရားမှတန်တရားပြည့်တင်ရမယ်မသက်မှန်နဲ့ဆိုလို့မှန်ပါပါသေတော့လေဌာနကုငါဟာဆိုတော့ခိုးမှုကြီးကိုလက်လွတ်သေးသွားသလားတဲ့ရာဇုတ်မှုတန်းလန်းနဲ့သေးသွားတယ်မှန်ပါပါဟာဒါပြန်ဥက္ကမောင်ကြားတယ် ်သူကထုကြည်စရာကိုကျွတ်မဟုတ်ပါဘူးလို့ပါသေးရလားမှန်ပါပါခိုးတော့ခိုးတယ်နဲ့ကွာမမိဘူးလားမိပါဗျာအဲခိုးတော့ခိုးတယ်နဲ့ကွာမစွန့်မင်းနဲ့ဥပါရင်ရသေသွားလို့အပေရောက်ပါမှန်ပါပါကွာသွားရလားဒိဋ္ဌိကမှန်ပါပါငါခဲရကြီးရငါ့ကိုကြီးနဲ့ခွဲရကြီးရငါ့ကိုကြီးနဲ့ငါမခွဲချင်ဘူးဆိုပြီးတဲ့ကလာငါ့ကိုငါဟာလှုပ်ပြီးတဲ့ကလာခိုးမှုကြောင့်ခိုးမှုအထုပ်တွေကိုလက်မလှုပ်ဖဲနဲ့တခါရဲသေဖို့ဝင်သွား အဲ့ဒါကြောင့်အပယ်လေးပါးမှာမြင်နေရတယ်ဆိုရလဲဒကာဓမ္မတို့ခြေခြေနဲ့နဲ့သဘောကျပါလားကဲဒိဋ္ဌိမပြုတ်ဘူးဆိုတာသိကြတယ်ရှင်းမလားအဲ့တော့ဟိုးတဲ့ခင်ဗျားတို့နောက်တုန်းကသူကတန်းကဘေးကငန်းကြတာလေနိဗ္ဗာန်ရောက်နေတာအမှန်ပါပဲဥက္ကမောရောက်နေပါလေနော်ဆိုတော့ခိုးတော့ခိုးတဲ့နဲ့ကွာမိမိတိတိကလာသေဘောဝင်ရတဲ့အခါကျတော့သူကကြီး အပယ်ဆွဲချသွားတယ်။ဘုရားတခါတခါပွင့်မှာဆရာကောင်းသမားကောင်းနဲ့တခါတခါကြုံမှာဩယုတ်ကအကြောင်းလေးပါးကြောင့်ဖြစ်တာငါကုံငါမဟုတ်ဘူးဟာ။နာငါလည်းအကြောင်းနှစ်ပါးကြောင့်ဖြစ်တာငါကုံငါမဟုတ်ဘူးဟာ။အမှန်ကြီးတခါတခါလေးလာတာနော်။ဩအစကကောငါလောက်ထားတာမဟုတ်လို့ငါမပိုင်ဘူး။တုတ်လည်းမပိုင်ဘူးနာငောမပိုင်ဘူး။အားဒါဖြင့်ဒကာဓမ္မတွေလို့ဆိုမပိုင်မှန်းသိလို့ရှင်ဒီရုပ်ရောနာရောအနတ္တဖြစ်ပါလေ။ မပိုင်မှန်းသိတယ်ဆိုပါတော့ဩခမရတို့ကအိုးကွဲသောမှာနတ်တံဖြစ်နေတာခက်တာကဟမ်လူတွေသောမှာနတ်တံဖြစ်နေတာဒီအရှင်းကို အရှင်းကိုကခမရတို့အရှင်းမဟုတ်ဘူးသဘောကျခမရှင်းတော့ရှင်းနေတာပဲရှင်းတော့ကကိုကခမရတို့ဟာမဟုတ်ဘူးသဘောကျလားဘုရားသားသေးမှာအနတ္တမှုလက်လျှော့လိုက်ရသမီးသေးမှာအနတ္တလက်လျှော့လိုက်ရအိုးကွဲမှာအနတ္တလက်လျှော့လိုက်ရသစ္ပင်တွေလဲသောမှာကို အနတ္တလက်လျှော့လိုက်ရတယ်ဆိုတာမျိုးကဥပါဒေမမှန်ဘူးနော်မမှန်ဘူးတဲ့အခုစောကြီးမပြည့်စည်ခင်ကကိုကယုံနာနေမပြည့်စည်ခင်ကကိုကဘာမှတ်ကြမလို့အနတ္တမှန်ပါဘူးဒီခန္ဓာ၅ပါးတရားနာနေတဲ့ဒကာရမတွေခန္ဓာ၅ပါးဟာအခုညာနဲ့ရှိပါတခုမှကိုယ်ပိုင်ပါသောကြောင့်အနတ္တလို့သာမှတ်ချလိုက်မှန်ပါဘူးရုပ်တရားလည်းမှန်ပါဘူးအခုရှောင်းနေတဲ့စိတ်တရားမှန်ပါဘူး ွက်လာတဲ့အတန်လေးရောမှန်ပါဘူးထိုင်းနေတဲ့သဘောလေးရောမှန်ပါဘူးဟာဥက္ကမအနတ္တကြီးပဲအိုးဘ ᱹ လုတော်လို့ပဲလို့ရှင်းဖြင့်အိုးဖြစ်လာအောင်ရေထဲတဲ့အချိန်လေးရောခိုင်းတော့အင်းမိကလုတယ်မှန်ပါပါဒီလူကခလာတော့ဖေးကမကပါတကယ်တမ်းလူကြည့်တတ်တဲ့နဲ့ဥပါရင်အုပ်ဖြစ်နေမှာတကယ်ခိုင်ကန့်တည်တောင်းလောက်လာတာဘယ်သူကလောက်တာမိကပါ ိရိဥသောအကြောင်းကလှုပ်ထားသောကြောင့်ဩဖြစ်လာဩဒီကလည်းရှင်ဖြင့်မျိုးဖြစ်လေသောကြောင့်အဲလေတိုက်လို့သောကောင်လွတ်ကြရသောကောင်အဲနေဘူးမိုးရွာနဲ့ဆမ်းမြကြီးနေဘူးလမကြီးလို့အဲ့ရသောကောင်အဲရေနဲ့ခိသွားလို့ပျော်ရသောကောင်ဆိုတော့လားလိမ့်မယ်မလားပါမလားပဲလားပါဒါဖြင့်သူများလှုပ်ထားသောကြောင့်ဒဂရမတို့အနတ္တဖြစ်လေသောကြောင့်ဒီဒီမခိုင်းတဲ့ဘောတစ်ခုပြောပြလိုက် ကြောက်မသွားပဲကြောက်သွားတဲ့အခါကျတော့မှအော်ငါကိုရှိတုန်းကအနတ္တသူ့ပင်ကိုယ်တော်စွန့်သွားတော့မှလက္ခဏာရှိနေတုန်းကသူ့သဘောလေးစွန့်သွားတော့ဩဒါဖြင့်အနတ္တကိုသိုံနဲ့မပြီးသေးလက္ခဏာရောက်မှသာဖြင့်နေရာကြတော့မယ်သဘောပါကြ သင်္ကိုရှိနေတုန်းကတော့ခန္ဓာ၅ပါးသင်္ကိုရှိနေတုန်းကတော့ဘယ်လိုမှတ်ကြမလဲဖြာဆိုရုပ်ကလေးကလည်းပျက်စီးသွားတယ်စိတ်ကလေးကလည်းအခုပေါ်အခုပျက်စီးသွားတယ်ပျက်စီးသွားတဲ့အခါကျတော့ဘာပေါ်လာဩဖြစ်တုန်းကတော့အနတ္တပြတ်သွားတော့ဩဒါနှစ်ခုပေါင်းမှသာလေအနတ္တနဲ့လက္ခဏာနဲ့ဟာပြည့်စုံနောက်ကြတဲ့သူအနတ္တလက္ခဏာကိုသူပြလိုက်ကျုပ်ဟာခမည်းတော်မပိုင်ကြောင်းကိုရှင်းတဲ့ရှင်းအောင်ပြပါဦးမယ်ဆိုပြီး နိုင်လေးကလည်းဖြတ်စုပြောက်ပြက်သွားရုပ်ကလေးကလည်းပြောက်ပြက်သွားတဲ့အခါကျတော့ဒကာရမတွေကဩငကူကလည်းမပိုင်တာမပိုင်တဲ့သဘောလောလောကြီးပေါ်မယ်ပြောသွားတယ်ဆိုတဲ့အိပဲမရဘူးလားရပါဘူးငကူကလည်းပါတယ်မပိုင်ပါဘူးနကောမပိုင်တော့ဘူးရှင်းမှတ်တယ်နဲ့ပဲမပိုင်တဲ့သဘောကိုရှင်းကလေးရှင်းအောင်ဓမ္မကပြောသွားတယ်မှန်ပါဘူးဘင်းဘယ်သူကပြောသွားဓမ္မဓမ္မပြောသွားတော့ဥက္ကမောင်တို့ကခေါင်းချင်းရမှန်ပါပါ ဩအနတ္တလည်းဟုတ်ပါပြီလက္ခဏာလည်းဆိုင်ပါပြီသူ့လက္ခဏာလည်းကြားပါပြီမှန်ပါဘုရုသဘောဘုရုကြိုက်သူလိုက်သေးမလိုက်ပါဘူးအဲ့ဒီမလိုက်တာကသူ့လက္ခဏာပြောတာဒါဖြင့်ဒကာရမတို့အနတ္တနဲ့လက္ခဏာကိုကွဲပါလားမှန်ပါဘူးခန္ဓာထဲမှာဘာလေးပေါ်လာပေါ်လာစပါခေါ်ကြမှန်ပါဘူးပျောက်သွားရင်ပါဆိုရင်မှန်ပါဘူးအဲပြောက်သွားတဲ့လက္ခဏာသိတယ်ပေါ်တော့အနတ္တသိပြောက်တော့လက္ခဏာသိပေါ်တော့ ်မှန်ပါဘူးကြောက်သွားတော့မှန်ပါဘူးအဲ့ဒီလိုလက္ခဏာသိမှသာလဲဒါဖြင့်လက္ခဏာကဘာလက္ခဏာတုံးဆိုတော့အနတ္တဣလက္ခဏာအဲအနတ္တဣလက္ခဏာလေးကိုညာလေးနဲ့ကြည့်လိုက်တဲ့အခါကျတော့အနတ္တဤလက္ခဏာလေးကိုဓမ္မကပြောသွားတဲ့အခါကျတော့ဥက္ကမံကဩအနတ္တဤလက္ခဏာရှင်းလိုက်တာမှန်ပါပါမစွန့်နိုင်ဘူးလားမှန်ပါပါဘုရား အဲ့ဒီရှင်းလိုက်တာဆိုတာလေကအနတ္တလက္ခဏာသိတယ်အနတ္တလက္ခဏာညာသဘောကြရှင်းလိုက်တာလေဆိုတာလေကဘာပါလဲအနတ္တအနတ္တလက္ခဏာညာပါအနတ္တလက္ခဏာညာဒကာရမတို့ခမရတို့အနတ္တလက္ခဏာညာရတော့မှဖဏ္ဏကအတ္တပြုတ်သွားတာအတ္တဒိဋ္ဌိပြုတ်သွားအနတ္တခန္ဓာလို့လည်းမသိခဲ့ဘူးအနတ္တဤခန္ဓာက လက္ခဏာကိုပြလိုက်ပြန်တော့လေခမည်းတော်အပဲသွားဖို့ဖြစ်ဒီကမှာပဲလို့ဆိုအပဲသွားဖို့ဖြစ်ဘယ်နဲ့ကြောင့်အပဲသွားဖို့ဖြစ်ရတော့လို့မဲတဲ့အခါကျမှဥပါဒ်အနတ္တကိုမသိလို့လက္ခဏာပြတော့အပဲသွားတာရှင်းမလားအနတ္တကိုမသိခဲ့လို့လက္ခဏာပြတော့အပဲသွားပါဘူးဒါင်ဒီဥစ္စာသုံးရချက်ကြပြီဒကာဓမ္မတွေငခုတ်ကိုကဘာမသိခဲ့တာအနတ္တမသိခဲ့ပါဘူး မြင်သိလို့မြတ်ဒီလိုဆရာသမားကောင်းနဲ့ရုပ်မှာအကြောင်းတရား၄ပါးကပြုပြင်ထားတာမင်းတော်မဟုတ်ဘူးဆိုရမသိဘူးနာမအကြောင်း၅ပါးကပြုပြင်ထားတာမင်းတော်မဟုတ်ဘူးလို့ဒီလိုကသိမှသာတော့ဒီပင်ကိုပေါ်လာတာလေးပဲကံကောင်းလို့ကံကောင်းလေးထွန်းကားလာတယ်သမီးကောင်းလေးထွန်းကားလာတယ်ကံပေါ်မှာကြီးယူချိုက်တပည့်ကြကံပေါ်မှာယူချလိုက်တဲ့အခါကျတော့ကံမဝါဒီဒိဋ္ဌိဖြစ်သွားတယ်ဒီကံကြီးပြုပြင်လိုက်ရတာလားဆိုတော့ဒီ ကလေးယုံနာမှာဥပါဒဏ်၄ပါးမနေလားဘူး၄ပါး၄ပါးတပါးတည်းယူတော့သူဒိဋ္ဌိဟုတ်မဟုတ်ဟုတ်ပါဘူးအနတ္တလည်းမသိလက္ခဏာလည်းမသိပဲဖြစ်ပြီးဒီကလာနေခဲ့တော့အတ္တဒိဋ္ဌိနဲ့အမြင်နေခဲ့လေဒါကြောင့်အပယ်မြဲတယ်ဟုတ်ပါဘူးဥပါဒဏ်ရှုတဲ့နေရာမှာဖြင့်ခင်ဗျားတို့ရှင်းရှင်းမတ်ဖို့ဆိုက်အောင်လို့ဒီညာကိုရှေ့ကပြောနေတာဟုတ်ပါဘူးဒီညာကိုရှေ့ကပြောနေတာတလုံးနဲ့မိလိုက်ရင်ကိစ္စပြေးအောင်လို့ဥက္ကမောရဲ့အရေးကြီးပြောနေတာနော် ဲ့ဒါဖြင့်ဒကာဓမ္မတို့ခန္ဓာ၅ပါးဟာရှိနေတုန်းပါတရားခေါ်ကြ။အောက်ပြန်ပြည့်စည်သွားရင်ကောင်းပြီဒါဖြင့်အနတ္တနဲ့လက္ခဏာဆိုတာကိုရှင်းသွား။အဲ့ဒီလက္ခဏာအနတ္တကိုလည်းသိလက္ခဏာကိုလည်းသိတဲ့ဉာဏ်မှသာလင်ဘာဉာဏ်ခေါ်ကြ။အမလေးဥပဒေန်တို့မနေ့ပြောပါအနတ္တလက္ခဏာဉာဏ်လေးဖြစ်ဖို့ကိုအနတ္တမသိတော့လည်း ညံမလာနိုင်ဘူးဗျလက္ခဏာကိုပြပြန်မပြရင်လည်းညံမလာနိုင်ဘူးဆိုတော့အနတ္တလက္ခဏာညာဆိုတဲ့ဥစ္စာအနတ္တလည်းသိအောင်ပါလက္ခဏာလည်းသိအောင်ပါဓမ္မဗัญညာဖြစ်မှာအဲ့ဒီညံကမှလည်းခေါင်းကအတ္တဒိဋ္ဌိဖြုတ်နေတာဘူးနမယံဖြုတ်နေမှာတရားဓမ္မတွေကခန္ဓာကိုယ်ထဲမှာခန္ဓာ၅ပါးတစ်ပါးကားပေါ်ရင်ဘာဆိုကြအဲ့ဒါလေးတွေကားလဲဆိုလို့ရှိရင်ဖြင့် ဒကာဓမ္မတို့ရှေ့ညာအောင်မှာပဲပျောက်သွားပါလိမ့်မယ်မှန်ပါပါဟုတ်ဘူးလားမှန်ပါပါညောင်းမှာပြောက်သွားတဲ့ခါကျတော့ तू ကဘာပြောသွားလဲလက္ခဏာပြောသွားတော့ခင်ဗျားတို့ညံနေမှာဘယ်ညံရလိုက်တုံးလို့မေးရမလဲပြည်မှန်ပါပါအနတ္တသိတဲ့ညံလည်းရလက္ခဏာသိတဲ့ညံရအောင်ဒါရင်ပေါင်းလိုက်တော့မှန်ပါပါအနတ္တလက္ခဏာညံပြည့်ပြည့်ချာချာရရှင်းမလားရှင်းပါပါ င်းပေါ်လာသေးတော့ကဘာရပြက်တာသိတာဩပေါင်းလိုက်တော့ဒါဖြင့်အနတ္တလက္ခဏာဉာဏ်ရောက်ချင်လို့ရှိရင်လေခန္ဓာတစ်ပါးတစ်ပါးဤပြင်းမှုနဲ့ပြက်မှုကမပါရင်မပြီးဘူးပေါ့ဗျာဥပါရင်ပြီးပါ့မလားမပြီးဘူးဆိုတာသဘောကျကဲနောက်ဆုံးမိတ်ကြတာဖြစ်ပြက်ဆိုပြောင်းဝင်တာပါမှန်ပါပါ အနတ္တလက္ခဏာညာလေးတစ်ခုပြန်ဝေနာလေးကြည့်လိုက်ပြန်ဝေနာပေါ်လာရင်အနတ္တပြောက်သွားရင်မြင်လိုက်တာလေးကညာဘာညာခေါ်ရမလဲနတ္တလက္ခဏာညာဖြစ်သွားပြီဆိုတာသိကြပါလားသိကြပါဘူးသောဇေကတော့ဘယ်လိုများလာလိုက်ဆုံးဆိုတော့ဟောဒီကံဆိုတာလဲစေတနာမှုလားတကယ်တော့သူကိုယ်က နန္ဓမဖြစ်နေသောကြောင့်အတိတ်ကနန္ဓမဖြစ်နေသူကိုယ်ကအနတ္တမူသူကပြည့်ပြင်တာဘယ်လိုဆိုကြအနတ္တဟုတ်ဒါပူရှင်းပြီမရှင်းဘူးလားရှင်းပါဘူးအကြောင်းအနတ္တမူဘယ်လိုဆိုကြမလဲရှင်းပါဘူးဟုတ်တပတ်ကြပြီနော်အကြောင်းအနတ္တမူအကြောင်းအနတ္တဒါဖြင့်တရားဓမ္မသူခမည်းတော်ကအကြောင်းသူပြုပြင်တဲ့အခုတရားနာနေကြတဲ့ခန္ဓာ၅ပါးရှိပါတယ်။သူပြုပြင်တဲ့အကြောင်းကိုကဘာတွေလဲ ဩဒါပြင်အကျိုးတရားကခိုင်းခြင်းမြဲခြင်းတည်ထန့်ခြင်းလို့ပဲရပါဘူးဘယ်နဲ့ဆိုလို့ဒါပြင်အကျိုးတရားကိုဒါပြင်ဒီသင်္ခါရတရားကြီးဘယ်နဲ့ဆိုကြအောင်အဲဟောဖုတ်တဲ့ပါယုံဆိုတဲ့ရရတဲ့မြေမှုန်းကိုဘာလို့နဲ့ချီလို့ရရတဲ့ဝေဒနာလေးပေါ်လာတာကိုယ်လုတ်တဲ့ဝေဒနာဟုတ်ပါရဲ့ဟုတ်ပါဘူးအဲစောင့်ကြည့်နေလို့လည်းပျောက်သွားတယ်ပျောက်သွားတော့ငါတို့ပေါ်တော့ငါအနတ္တာပျောက်သွားတော့လက္ခဏာ သဘောကြဒါပြန်ခင်ဗျားတို့မှာပဲညာရလိုက်ပါလေနတ်တလက္ခဏာညာရလိုက်တော့ဘိုးတဲ့ဓမ္မတို့ပဋိစ္စသမုပ္ပါပြတ်တော်ဟောဒီခန္ဓာ၅ပါးကိုဘာခေါ်ကြမယ်ဓမ္မတို့နတ်တာပြတ်သွားရင်လက္ခဏာအဲ့ဒီအနတ္တနဲ့လက္ခဏာကိုနှစ်ခုစလုံးပြတာလေးကိုဘာခေါ်ကြမလဲအနတ္တလက္ခဏာညာ လို့ဆိုပြီးဒီကအနတ္တလက္ခဏာညာဆိုတာဒကာဓမ္မတွေမှတ်လိုက်ပါတော့မကင်၅ပါးပါပဲဒီခန္ဓာ၅ပါးတစ်ပါးပါကိုအနတ္တလက္ခဏာညာပေါင်လို့ရမယ်ဆိုတာကမကင်ပေါ်လာတယ်မှန်ပါဘောကြဘာပေါ်လာမကင်ပေါ်လာတယ်ဆိုတာကောင်းကောင်းသိကြပါဩော်ဒါဒီကားလို့ဆိုလို့ရှိရင်မကင်ထဲမှာလဲ ဥပဒေငါကြည့်လိုက်စမ်းကိုမျက်ရှုတော့ကြည့်လိုက်စမ်းမကင်နဲ့ဘ누구ကောင်းဆောင်နေစုံဆိုသမာဓိကြီးကောင်းဆောင်သမารိဋ္ဌိကောင်းဆောင်နေတော့ဘုနဲ့ကအနတ္တလက္ခဏညာထဲမှာသမာရိဋ္ဌိကကောင်းဆောင်နေဆိုတော့မသိကြဘူးလားသိကြပါဘူးငါကောငါ့ကိုငါ့အလုံးနေတာမိစ္ဆာရိဋ္ဌိကကောင်းဆောင်မှန်ပါပါဘုရားဥငါကောတော့ခန္ဓာငါးပါးငါ့ကိုငါ့အလုံးတုံးကမှန်ပါပါဘုရားအခုတော့သမာရိဋ္ဌိကောင်းဆောင်တယ်ဆိုတော့ကမိစ္ဆာဒိဋ္ဌိဟာလောဘနဲ့တွဲနေတော့ လောဘနဲ့တွဲနေတဲ့ဒိဋ္ဌိဟာဒီနေရာမှာဒိဋ္ဌိတဏှာမပြုတ်ဘူးလားဒါဖြင့်တဏှာပြုတ်တော့တဏှာနောက်ကလေးတွေဥပါဒံပြုတ်ပါဘူးကံနေပြုတ်ပါဘူးအင်းဘယ်နဲ့ကြောင့်ပြုတ်ပါလိမ့်မတုံးဆိုတော့အိုးတမာဒိဋ္ဌိမဲ့ခင်ငါဘပေါ်လာလို့ပြုတ်ပါဘူးဥပါဒနာမဲ့ခင်ပေါ်လာလို့ရှင်းညာလားဘာပေါ်လာပါလဲဥပါဒနာမဲ့ခင်ဒါဖြင့်ပရိစ္ဆေသမုပ္ပါပြတ်မပြတ်ပြတ်ပါဘူးဘယ်ကစပြတဲ့တုံးဆိုတော့ဒိဋ္ဌိနဲ့ရောနေတဲ့တဏှာကစပြတ်ပြတ်ပါဘူး ဒိဋ္ဌိနဲ့သဏ္ဍာန်နဲ့ကလည်းတွဲရမှာလားအဋ္ဌိကိတသံယုတ်လောဘသကတံဒိဋ္ဌိကိတသံယုတ်ကံလို့သိနေရတဲ့ပုဂ္ဂိုလ်များလူတိုင်းသိပါလားလောဘနဲ့ဒိဋ္ဌိကတွဲရပါကွာအဲ့တော့ဒီလောဘဒိဋ္ဌိကပြတ်မသွားဘူးလားပြတ်သွားတော့ဥပါဒံကရောပြတ်ပါအဲဥပါဒံရှိမှလာမဲ့ကံကရောပြတ်ပါမလာပါဘူးမလာတော့ဘူးဆိုတော့ဩအနတ္တလက္ခဏာညံသည်ဒိဋ္ဌိကိုဖြတ်တယ်လို့ဆိုတာကိုသိကြပါဘူး။သိကြပါပါ။တဏှာလည်းရောပါသွားလေရဲ့ကော ်ဆွနိုင်ပါလားဗျာဆွနိုင်ကြရင်မဟုတ်လားဩဒါဖြင့်တမင်ညမဟုတ်ပါလားဆိုတဲ့ဥစ္စာတရားဓမ္မတွေရှင်းပါဩတကယ်ပြိဿာတမှုပါတကယ်ပြတ်ပါလားဆိုတော့ကိုသွားရလန်ခီကြီးကိုစိတ်စင်တန်းကြီးဒါကြီးကိုဗနဲ့ဒီစင်တိုင်းသာဒိဋ္ဌိမပြည့်ရင်ဒီစင်တိုင်းသွားပြီးဒီကာလပဲလေးပါကြအောင်မခန္ဓာတွေပေါ်ပြီးဆင်းရမှာဖြစ်နေတာကြီး ယခုတော့ပြန်ရှင်းရှင်းရှင်းသွားပြီလို့ဒကာဓမ္မတွေဆိုနိုင်ကြဆိုနိုင်ပါဘူး။ဒါတာဖြင့်ဥက္ကမောင်ရေပြိဿသမုပ္ပါပြတ်မပြတ်ချိန်ကြစမ်းပါဦး။ပြတ်ပါဗျာ။ဘယ်ညာကဖြတ်လိုက်ပါလိမ့်။မှတ်တယ်ပါဗျာ။ဂိုင်းဒကာဓမ္မတွေအနတ္တကလုံးကောင်းရင်နိဗ္ဗာန်ရောက်ပါတယ်ကွာလို့ပြောတော့အပေါ်ယံဖြစ်။ဘုရားအနတ္တလက္ခဏာညာကပရိစ္ဆေသမုပ္ပါဖြတ်လိုက်တယ်ကွာရှင်မဟောတန်လျာပြတ်ဖို့ဆို သေးကြတော့မှန်ပါဘူးမသေးကြဘူးလားသေပါပါအမှန်ဗုဒ္ဓံသောပြီးဒကာဓမ္မတို့မှန်ပါဘူးမတန်သေးဘူးလားမှန်ပါဘူးကောင်းပြီဒါဖြင့်ပရိစ္ဆေသမုပ္ပါပြောင်းလုံနိုင်တာဖြင့်အနတ္တလက္ခဏာညာဆိုတာဖြင့်ဘုရားသေးကြဗလားသေပါပါဘုရားဒါဖြင့်တသင်္ခါရတရားရှင်းပိုင်းငါးပါးဗာတရားတွေကမှန်ပါဘူး အဲ့ဒီသင်္ခါရတရားတွေဟာဘယ်တော့မှမြဲတယ်မရှိဘူးဆိုတော့ပြည့်စည်တာယူပဲမနေဘူးလားအဲ့တော့သင်္ခါရတရားလို့သိထားတော့ကအနတ္တညာရပြီအနတ္တရသွားပြီမှန်ပါဘူးတိတ္တလည်းသိလိုက်တော့နတ္တလက္ခဏညာရသွားဒါဖြင့်အနတ္တသိတာလည်းညာလက္ခဏသိတာလည်းညာပဲတဲ့ဓမ္မတို့အဲ့ဒီညာသည်ဘာကို နှိမ်နှင်းဖြည့်ဆည်းလိုက်ပါလိမ့်မယ်မေးတဲ့အခါကျတော့မာပရိစ္ဆေသမုပ္ပါအလေကဖြတ်ပါတယ်ခရာလို့ဆုံးဖြတ်ချက်ချက်အဲဒိဋ္ဌိတနာအစဖြတ်လိုက်တယ်ဖြတ်ပါတယ်တပည့်ကြတခါပရိစ္ဆေသမုပ္ပါအစကလည်းဖြတ်ပါတယ်ခရာလို့ဆိုရင်လည်းအဝိတ္တမာဒိဋ္ဌိကဝိဇ္ဇာဖြစ်သွားပြန်တယ်ဖြတ်ပါတယ်ဒါပြန်ပရိစ္ဆေသမုပ္ပါအစကလည်းပြတ်အလေကလည်းပြတ်ပြီဖြစ်လေသောကြောင့်ဒကာဓမ္မတွေနိဗ္ဗာန်ဆုံးတောင်းတဲ့ချုပ်တန်နေရဆုံးတောင်းနေတော့ ပါရင်သုကောင်းရင်မလိုပါဘူးတဲ့အဝိဇ္ဇာချုပ်တယ်ရှင်အဝိဇ္ဇာဥဒ္ဒဘာတိဖြစ်တာပဲသဘောကျလားကောင်းပြီဒကာဓမ္မတို့ဒါပြန်အနတ္တလက္ခဏာညာဟာဖြင့်သင်္ခါရတရားကိုသိမှအနတ္တလက္ခဏာညာဟာပေါ်မယ်သင်္ခါရတရားမသိရင်အနတ္တလက္ခဏာမပေါ်ပါဘူးအဲတင်္ခါရတရားသိတော့မှသူများလုပ်ထားတာကိုလို့ငကိုကသိထားတော့မှဩအဲ့ဒီကအနတ္တသိ ်နောက်သင်္ခါရတရားကသူများလောက်ထားတာမဟုတ်မခိုင်လို့ပြက်သွားတဲ့ခါကျတော့မှလက္ခဏာသိဒါပြန်သင်္ခါရကိုမသိဘဲနဲ့အနတ္တလက္ခဏာသိဖို့အရေးဟာပြန်မရှိဘူးလို့မှတ်လိုက်ပါပါပါပေါ်ကြပါလားသင်္ခါရသိမှနော်ပါပါပါအနတ္တလက္ခဏာသိနိုင်တယ်စကားတော့ဖြင့်တခြားစီပဲလို့သင်ရင်သင်ကြမယ်ပေါ့ဗျာသို့တော်လေကိုမြတ်ရှိတော်ဒကာတိတ္တပဲစဉ်းစားလို့သင်္ခါရမသိဘဲနဲ့အနတ္တသိပါတယ်ဆိုရင်အလကားပြောတာပါပါပါ ဥက္ကမဘယ်လိုဆုံးလဲချာသာကပြောတော့မဖြစ်နိုင်ယုံရောယုံမလားယုံပါဘူးကဲဒါပြင်သင်္ခါရတရားဆိုတော့သူများပြုပြင်ထားတာသိတယ်မှာအနတ္တကအဲ့ဒီအချိန်မှာစပေါ်တာကြာမှန်ပါဘူးသူများပြုပြင်ထားတဲ့တရားမှန်သိတော့ဘာလားပေါ်အနတ္တပါသူများပြုပြင်ထားတဲ့တရားလေးဟာပြုပြင်တဲ့အချိန်မခိုင်းတာလေးမြင်တော့မှဘာပေါ်လားသတ္တပါဘ။ဒါဖြင့်သင်္ခါရသတ္တရာနတ္ထိဆိုတာပေါ်လား သင်္ခါရသင်္ခါရတဲ့သတ္တရာခိုင်မြဲနေပြီဒီနတ်ရှိဘယ်တော့မှမရှိဘူးလို့မင်းတို့ဆုံးပြချက်ချာတပည့်ကြသင်္ခါရဘယ်တော့မှမခိုင်မြဲဘူးဆိုတော့မင်းတို့ရှုရမယ်ခင်ဗျားတို့ကတော့လည်းသင်္ခါရခန္ဓာကိုပေါ်လာတာလေးတွေဘယ်တော့မှမခိုင်ဘူးလို့သာရှုနေလို့ရှိရင်ပရိစ္ဆေသမုပ္ပါပြတ်မပြတ်အစကလည်းပြတ်ပါဘူးအလေကလည်းပြတ်ပါဘူးနိဗ္ဗာန်မှရောက်ပါမလားရောက်ပါဘူး နိဗ္ဗာန်ဆိုတာတရားလားပြိဿသမုပ္ပါဒ်နောက်ဆက်မလာတာဆိုတာလားနောက်ဆက်လာရင်ဘာသစ္စာအဲ့ဒီနောက်ဆက်မလာတော့ဒုက္ခချုပ်တာဒုက္ခချုပ်တာဘာခေါ်ကြလဲဩနိဗ္ဗာန်ဆိုတာမြေကြီးပြာကြီးလားမှန်နေတယ်ရှင်သစ္စာဒုက္ခချုပ်သွားတာကူဥပယံကမေးလိုက်အရှင်ဘုရားမရှိသေးနောက်သောတာပန်တဂရကံအနာခံတိဟာရှင်ဘုရားလည်းပြိဋိနိဗ္ဗာန်စံရော့ အလုံးကြွယ်တော့မှာပဲလားဆိုတော့မေးဟေးသူကဘုရားကဖြေပြီဣမေသသုပဒပကုတမာဝေရေယံအတုံမျောလောကောရန္တိအတ္တသုပဒုပယံဣမေဤလောကမှာနေတဲ့ပုဂ္ဂိုလ်ကောင်းတို့သည်တမာမဖောက်မပြန်နတ္တဤလက္ခဏာကိုသိနေသည်ဖြစ်ပါမဖောက်ပြန်သိရမယ်နော်အနတ္တလည်းသိလက္ခဏာလည်းသိပေါ့ဗျာတမာကောင်းစွာဝေရေယံ နတ္တလက္ခဏာကိုကျင့်ကြံပြီးနေခဲ့ကြကုန်ပြီဖြစ်ပါရဟန္တီယန္တာတို့မှာအတုံမျောမရှိသည်အတ္တဖြစ်ရည်ငါမရှိတာဘာမှဆိုင်ဘူးကွာမှန်ပါပါဒီခုပြောတတ်တဲ့ဆရာနဲ့ပြောပြီးကြတာမင်းတို့ကျင့်တဲ့သူပြောတဲ့အတိုင်းကျင့်လိုက်ပြီရှင်ဘယ်ရှင်မဆိုယန္တာတောင်မရှိဘူးဆိုပြန်သောတာပန်တရားကမလိုတော့ဘူးမှန်ပါပါသဘောကျမှန်ပါပါဒါပြန်ဒကာရမတို့ ဘုပြောတာမှမယုံနဲ့ဖယားကုပြိနိဗ္ဗာန်ဆံဃာကြီးပြောတာတတိချံမှတ်လိုက်တယ်မှန်ပါပါသူပါရံကမဲတာလေဥက္ကမောင်သိကြပါလားသိကြပါလားအရှင်ဘုရားမရှိလို့ရှင်ပြိနိဗ္ဗာန်ရှင်ဘုရားပြိနိဗ္ဗာန်ဆံတော့မာရှင်ဘုရားမရှိသောတာပန်တရာအနာဂံယန္တာကွယ်ရတော့မှလားဒါနောက်လောက်နောက်သားတွေဆင်ကျင်တဲ့မှာဆိုလို့မဲတယ်မှန်ပါပါဟေ့ဘယ်တော့မှမကွယ်ဘူးကွာကောင်းအောင်သာကျင့်ပြီးအနတ္တဤလက္ခဏာအနတ္တနဲ့လက္ခဏာကိုရှင်းအောင်သာမင်းတို့ကကြည့်ပြီးဟောရတဲ့ဆရာနဲ့ပေါင်းပေါင်းပြီးဒီကရမင်းတို့ဒီဉာဏ်ရပဲကြီး ပညာရရင်ဒီပရိစ္ဆေသမုပ္ပါပြတ်တာနိဗ္ဗာန်ပဲပထမပြရင်သောတာပန်ဖြစ်မှာပဲဗျဒုတိယပြရင်သောတာပန်အဲနောက်တတိယပြသွားရင်အဲပရိစ္ဆေသမုပ္ပါက၄မျိုးရှိတာဟုတ်သောတာပန်ဖြတ်နိုင်တယ်ဥစ္စာကဒိဋ္ဌိဝိသေစာပရိစ္ဆေသမုပ္ပါတာဖြတ်နိုင်တယ်မှန်ပါဗျာတရားရဟန္တာကဖြတ်နိုင်တာကာမရာဂယူပရာဂနဲ့ဖြတ်တဲ့ပရိစ္ဆေသမုပ္ပါအစအဆုံးဒါကိုတော့ဖြတ်နိုင်တာဟုတ်ရဟန္တာကတော့ပရိစ္ဆေသမုပ္ပါဆိုလို့ရှိရင်လုံးလုံးကိုဖြတ်ချင်တယ်မှန်ပါ သဘောကျအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်က၄မျိုးရှိတော့ဘုပထမမျိုးကနေပြီးဒိဋ္ဌိဖြတ်တာကဒီနတ္တန်နဲ့ဖြတ်ယူကြပါဘုသဘောကျလားဒါရင်တရားဓမ္မတွေဖယ်တရားလေးပေါ်လာပေါ်လာပေါ်လာတာပါခေါ်ကြနတ္တန်ပြတ်သွားတာတော့သိဘူးလားသိပါတယ်သိတာလေးကဘာဆိုကြမှန်ပါဗျာအဲ့ဒီညာလေးကဘာဖြတ်ပါလဲအစာရောအလေရောဖြတ်ပါအစာရောအလေရောဖြတ်ကြမှန်ပါ အစဖြတ်လိုက်တော့ဝိဇ္ဇာဥဒ္ဒဘာတိဖြစ်မှန်ပါဘူးအလဲဖြတ်လိုက်တော့တဏှာနိရောဓသွားဖြစ်ဒါဖြင့်တဏှာနိရောဓကနိဗ္ဗာန်သာပဲဝိဇ္ဇာဥဒ္ဒဘာတိဆိုတာလဲနိဗ္ဗာန်မြင်တဲ့ဉာဏ်ဖြစ်ပေါ်လို့ပြောတာပဲသူသေးရဲ့လားအဲ့ဒါသေချာမပိုင်သေးဘူးလားအဲ့တော့ဘယ်ချိန်လုံးလို့ခင်ဗျားတို့သတ္တဗံတရားကနာဂညာနာဖြစ်နိုင်တယ်ဆိုတာဆုံးဖြတ်ချက်ချလုပ်ပါရှင်းမလားကဲယနေ့ဒီရင်တော်ပါဦး